ဒူနာငါးတွေကဈေးလေးတောက်တဲ့လူလိုပဲဖြစ်ပါတယ်။ဒါကသူ့ရဲ့အဆုတ်တွေကပျက်စီးနေလို့တော့မဟုတ်ပါဘူး။သူ့ကိုထိလိုက်တဲ့အခါမှာတော့သူ့ရဲ့အသားတချို့ကမဲနေတဲ့အကြောင်းဖြစ်ပါတယ်။မသိရင်ဈေးလေးတောက်တဲ့သူတွေရဲ့အဆုတ်တွေကမဲနေတယ်လို့ပါပဲ။ဒါမဲ့လို့ဒူနာငါးတွေကဈေးလေးမတောက်တဲ့တာတော့အမှန်ပါပဲ။တကယ်တော့ဒါကသူ့ရဲ့ခနာကိုယ်ရဲ့မှာတဘာဝအတိုင်းပါတဲ့မိုင်ယိုဂလိုစင်ဆိုတဲ့ပရိုတိန်းဓာတ်တစ်မျိုးကြောင့်ဖြစ်ပါတယ်။အဲဒီပရိုတိန်းကငါးရဲ့ကြွက်သားထဲမှာရှိပြီးတော့ ငါးသက်ရှူတဲ့အခါမှာအောက်ဆီဂျင်ကိုတင်ထားပေးဖို့အရေးကြီးတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်။တူနာငါးတွေကအိတ်နေရင်တောင်မှရေကူးနေတတ်ကြပါတယ်။ရေကူးတာနဲ့အသက်ရှူတာကတစ်ဆက်တည်းလို့ဖြစ်နေတာမလို့အချိန်တိုင်းလိုလိုပဲရေကူးနေတတ်ကြတာပါ။အဲဒါကြောင့်မလို့မိုင်ယိုဂလိုဘင်တွေလည်းအများကြီးလိုအပ်ပါတယ်။အရင်မယိုဂလိုဘင်ကြောင့်ပဲတူနာငါးရဲ့အသားတချို့ကမဲနေတာဖြစ်ပါ ರಿ ။အဲလိုဆိုရင်တော့စားလို့ရရပါ ರಿ ။ဒါမဲ့မယိုဂလိုဘင်ကြောင့်လားပြင်ပအပူချိန်မှာထားတာကြောင့်ကြာလို့ပုံနေရလားဆိုတာကိုတော့တေချာစစ်စစ်ကြည့်တင်ပါ ರಿ ။ နံ့အရာခွဲခြားနိုင်ပါ ರೀ တေချာပြီဆိုရင်တော့စိတ်ချလက်ချစားသုံးနိုင်ပြီဖြစ်ပါ ರೀ ဈေးလေးတောက်တဲ့လူလို့အသားတွေကမဲနေပြီမြဲဈေးလိမ်မတောက်တဲ့ရိုးရိုးသားသားဒူနန်ကားတွေပဲဖြစ်ပါ ರೀ